ယူကရိန်းမှာချင်းချင်းမရှိစောက်ခွာမှသာရုရှားပေါ်အရေးယူမှုရုတ်သိမ်းမိဟုဥရောပဆုံရုရှားတပ်ဖွဲ့တွေအလုံးယူကရိန်းကနေချင်းချင်းမရှိစောက်ခွာပေးဖို့ဆိုတာဟာဥရောပတမကရင်ရုရှားပေါ်အရေးယူပိတ်ဆို့မှုတွေရုတ်သိမ်းဖို့ပြင်ဆင်ဖို့အတွင်းအထူးကံတပ်မတ်ချက်တစ်ခုဖြစ်တယ်လို့ဥရောပကော်မရှင်ကထုတ်ပြန်ထားတာကို CMM သတင်းမှာဖော်ပြထားပါတယ်ပင်လယ်ပြင်နဲ့စွမ်းအင်ပြင်းမှတ်တွေပေါ်တိုက်ခိုက်မှုတွေရပ်တန့်ထားဖို့ ယူကရိန်းရုရှားတို့နဲ့အမေရိကန်ကမက်လ26ရက်နေ့ကတီချာစင်သဘောတူညီချက်ယူခဲ့ပြီးမှမော်စကိုအပေါ်အရေးယူပိတ်ဆို့ထားမှုတချို့ပါရုပ်သိမ်းရေးဖိအားပေးဖို့ဝါရှင်တန်ကသဘောတူညီခဲ့ပါတယ်။ဒီဆွေးနွေးပွဲတွေမှာဥရောပသမဂ္ဂကတော့ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။အခုလိုသဘောတူညီချက်ရတာကိုကြိုးဆိုကြောင်းဥရောပကော်မရှင်ကထုတ်ပြန်ထားပါတယ်။ ပင်လယ်နယ်မှာရေချောင်းနှုံချုံရေးသဘောတူညီချက်အတွက်အကျိုးသက်မှတ်ချက်အနေနဲ့ဆန္ဒရိုက်ခံတပ်မြင့်ဩစာနဲ့ရေချောင်းဖို့ဆောင်ရေးကော်မတီတွေအပေါ်အနောက်နိုင်ငံတွေကချမှတ်ထားတဲ့အရေးယူမှုတွေနဲ့ကတ်သက်ချက်တွေရုပ်သိမ်းရေးကူညီပေးဖို့ရာအမေရိကန်ကသဘောတူခဲ့တယ်လို့ရုရှားကထုတ်ပြန်ထားပါတယ်။ဒီအချိန်မှာဥရောပဘက်ကသဘောထားကို ထုတ်ပြန်လာတာဖြစ်ပါတယ်။ဥရောပသမဂ္ဂဝင်နိုင်ငံတွေဟာ ရုရှားပေါ်ရင်းယူပိတ်ဆို့မှုမူပေါင်းနှစ်ခုချမှတ်ထားပြီးတခုကဒီနှစ်ဇန်နဝါရီလကုန်နဲ့နောက်တစ်ခုကဒီလထဲမှာ6လစီတက်တန်းထပ်တိုးထားပါတယ်။ပြင်ဆင်မှုဆိုရင်တော့အဖွဲ့ဝင်28နိုင်ငံလုံးသဘောတူမှရမှာဖြစ်တယ်လို့သိရပါတယ်။ EU နိုင်ငံကြားရေးရာပြောခွင့်ရပုဂ္ဂိုလ်အနီတာဟစ်ပါကရုရှားကဒီတရားမှုရဲ့အကြောင်းမဲ့တဲ့ရင်းစကျူးကျော်တဲ့စစ်ပွဲကိုအဆုံးသတ်ဖို့စစ်မှန်တဲ့နိုင်ငံရေးစိတ်ဆန္ဒကိုပြသရပါမယ်။ ရုရှားကိုစကလုံးနဲ့ဆုံးဖြတ်လို့မရပဲလုံရက်နဲ့ပဲဆုံးဖြတ်လို့ရတယ်ဆိုတာအသွေးကြုံတွေကဖော်ပြနေတယ်လို့ထုတ်ပြန်ထားပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။